ကဘာမီတချမ်းမှာကထိန်ခင်းကဘာမီတချမ်းမှာစစ်တလင်းကထိန်ခင်းရမှာ ပြောသူပြောစစ်တလင်းကကတော့ကျင်းမှာအော်သူတော့စနစ်ဆိုးတဲ့ထွန်းတောက်တဲ့ဖရငါတို့လက်အုပ်ချင်မအားဘူးတဲ့တတော်မှာဒါလေးတပုတ်ကျွန်မတွေ့ရတယ်ထူးထူးဆန်းဆန်းပဲဒီအုပ်စုတွေကကျွန်တော်ဗုဒ္ဓဘာသာတွေရဲ့ဘာသာရေးပွဲတော်ဆိုရင်အဲ့ဒီလိုပဲအုံနဲ့ကျင်းတဲ့ရွေးချက်ရှိရှိပုတ်ခတ်ကြတယ် နောက်ဆုံးကုန်ကုန်ပြောမယ်မိထုံးနာခြင်းတွေ့ရင်တော့မဗုဒ္ဓဘာသာရေးရဲ့တည်င်းကျုံမိထုံးပွဲတော်ဆိုရင်တော်လန်တည်င်းကျုံဆိုသူတို့တပိတ်မောက်တဲ့ကန့်ကွက်တဲ့မိထုံးပွဲတော်ချင်းမာတဲ့ဗုဒ္ဓဘာသာဝင်မျိုးလည်းသူတို့စော်ကားကြတယ်လေပြလိုရဲလားတို့စသည်ဖြင့်ခနှိကြတယ်ရွေ့ကြတယ်ဟိန္ဒူတွေရဲ့ဒီပါဝလီသူတို့လည်းမိထုံးကြတာပဲသူတို့ဘာမှမပုတ်ခတ်ကြဘူး ဒီနေရာမှာကျမကတခြားသောဘာသာဝင်တွေကိုပုတ်ခတ်ပါလို့ဆိုလိုချင်တာမဟုတ်ဘူး။ကျမတို့ဗုဒ္ဓဘာသာကိုကျမတို့ဘာသာရေးပွဲတော်တွေကိုရွေကျဲရှိရှိစော်ကားနေကြတာမျိုးထင်တာမြင်တာရှိနေချင်လို့ပြောပြတာ။အခုလည်းဒီလိုပဲကရင်ခေယာမှာပျော်သူကပျော်တဲ့စစ်တလင်းကကရုတ်ချင်းမှာအော်သူကအော်ဒါကုတ်သမိုင်းကိုရေးတာလေ။ကုတ်သမိုင်းကိုရေးတာကိုဖြစ်ကိုခံရမယ်။ကရင်ခင်းတာပြောလို့ခင်းနေတာမဟုတ်ဘူးကရင်ခင်းရမှာပြောသူပြောတဲ့ အဲ့ဒီအပျော်တွေကငါတို့လူတန်းလိုက်တဲ့အလူဒါနအောင်မြင်သွားပြီငါတို့အလူဒါနကြီးတစ်ခုကျင်းပလိုက်ရပြီဆိုပြီးပီတိအဟုံအဲ့ဒီပီတိအဟုံကြောင့်ပျော်ကြတာကထိန်ကင်းတီပျော်ပွဲကထိန်အလူပွဲတီပျော်ဖို့ရွှေဖို့တီးတန့်တစ်ခုတည်းအတွက်ကျင်းပနေတဲ့ပျော်ပွဲရှင်ပွဲမဟုတ်ဘူးဘာသာရေးအရာအလူဒါနပြုကြတဲ့ကုသိုလ်ယူကြတဲ့ဒါနပွဲသာဖြစ်တယ်အလူပွဲသာဖြစ်တယ် မိမိတို့လူတန်းလိုက်တဲ့ဒါနာကုသိုလ်အတွက်ဝမ်းသာပေးပြီးအဟုန်ကြောင့်တာပျော်ရွှင်ကြတာเนาะဆိုတော့ခင်ဗျားတို့ရှင်တော့လည်းရှိတယ်ဘယ်ဖះမှဗာဓမ္မကအာဓမ္မကိုမနိုင်ရင်ဘယ်ဖះမှငါရှစ်မခုဘူးဆိုပြီးစိုက်ပုတ်ကြီးတွေရွှေကုန်ကြီးတို့မျက်ကြီးမှာလာပြီးချိန်ကြတယ်ဒီလိုဆိုတဲ့ကခင်ဗျားတို့ကကွန်မြူနတီဝါရတွေဆိုတာအရန်ပေါ်လွင်နေเนาะအာဆိုတော့ ခမားတို့အဲ့ဒီလိုမျိုးဗုဒ္ဓဘာသာရေးရဲ့ဘာသာရေးပွဲတော်ကိုရွေချက်ချင်းချင်းပြမလေးစော်ကားလေးခမားတို့ကိုအားပေးထောက်ခံတဲ့သူတွေကိုယ်တိုင်တစ်ချိန်လုံးကလက်တုံချောင်းထောင်ခဲ့တဲ့လူတွေကိုယ်တိုင်ကခမားတို့ကိုရုံရှာမုန်းတီးလေးဆိုတာခမားတို့သိထားစေချင်ပါတယ်နောက်ပြီးတော့မပြောဘူးဆိုပြီးနေနေပေမဲ့ညီအတွေ့ရတာအစမပြေလို့ပြောရအောင်မယ်ဒါကတော့လှိုင်းသာရာကတခိုးဖန်ပွဲပေါ့နော်အခုကမပြီးနိုင်မစင်းနိုင်အရေးရခိုင်နေဖြစ်နေတယ် နော်မပြီးနိုင်မစည်းနိုင်အေးရခိုင်အလုံးခရတိထကျမရှိဦးတဲ့ဖုန်းလေးဆက်ပြီးတချို့တွေပြောကြဆိုကြတာရှိတယ်ကျမကလေတခုဘရောမှဒီလိုမကံဘူးဒါကြောင့်လေဒီကိစ္စပေါ်မှာမှန်ချင်းမှားချင်းကောင်းချင်းဆိုကြပါတခုမှဝန်မပြောခဲ့ဘူးတချို့ကငတ်လို့ခိုးတာမဟုတ်ဘူးပြက်လို့ခိုးနေတာထပ်ပြောမယ်နော်တချို့ကငတ်လို့ခိုးတာမဟုတ်ဘူးပြက်လို့ခိုးတာဘာတွေပြက်တာလဲသိလားအကျင့်တွေပြက်တာစာရိတ်တာတွေပြက်တာ ထမင်းငတ်လို့ခိုးနေတာဟုတ်ထမင်းငတ်ဖူးတဲ့လူတွေအများကြီးရှိဒုက္ခရောက်ဖူးတဲ့လူတွေအများကြီးရှိတယ်ဒါမှမဟုတ်တို့မခိုးကြဘူးထမင်းမငတ်ပေမဲ့တို့ရဲ့အကျင့်တီလာမပြတ်တဲ့အတွက်မခိုးကြဘူးဘိုးဝိလလည်းမကြည့်နဲ့ခင်ဗျားတို့နီးစက်ရပတ်ဝန်းကျင်မှာနေ့စဉ်လူနှုတ်ဘဝထဲမှာပဲခင်ဗျားတို့မြင်အောင်ကြည့်เนาะခိုးမှုနဲ့လူရမှုနဲ့ဖန်ဆီးခံလိုက် ပြန်လွတ်လာလိုက် เนาะမကြခင်မှာအဲ့ခိုးမှုဖမ်းမှုနဲ့ဟိုခိုးမှုလူရဲမှုနဲ့အဖမ်းခံလိုက်ထောင်ကြလိုက်နဲ့ထောင်ထဲမှာဝင်လိုက်ထွက်လိုက်လုပ်နေတဲ့ထောင်မင်းသားဆိုတဲ့ဟာတွေအများကြီးရှိကြတယ်ဒီလိုလူတွေကိုသွားပြီးတော့ကိုကြီးကယ်ဆယ်ပေးရင်လည်းပဲခွေးမိောက်ကြီးတော့ဆိုတော့လို့ဖြစ်မှာပဲအစိပ်ပင်ကိုရေလောင်းပေါင်းတင်လို့တခြားသေးသေးမလာဘူးနော်တချို့ဒေသတွေမှာတော့လေချိုသေးလို့ခေါ်တယ်တချို့ဒေသတွေမှာတခြားသေးလို့ခေါ်တယ်အရန်ချိုတယ် အစိပ်ပင်ကိုရေလောင်းပေါင်းတင်လို့တကြားတီးတီးမလာဘူးအစိပ်ပင်ကအစိပ်တီးပဲတီးတယ်နော်ရေခမ်းရေခမ်းကိုကအစိပ်တင်နေတဲ့အစိပ်ရှိတဲ့လူတွေဖြစ်တဲ့အတွက်ဘယ်လိုမျိုးပဲရေလောင်းပေါင်းတင်နေပါစေအစိပ်တီးပဲတီးလိမ့်မယ်နော်ဆိုတော့နေရာကမှာအာစေတနာမြတ်တာတွေတရာလွန်ရင်တနာကြုံတက်တယ်ဆိုတာမျိုးကိုသတိပြုဖို့လိုပါတယ်ဒီအစားနဲ့ပတ်သက်လို့ကျွန်မကိုဖုန်းဆက်ပြီးရောဆက်တွေ့ပြီးပြောဆိုလာတဲ့ နိုင်သာရာကတချို့သောမိသားစုဝင်တွေလည်းကျမရဲ့သဘောထားကိုနားလည်သဘောပေါက်ဖို့ပြောနေပါတယ်